ကံတော်ကြီးဘက်မှရန်ကုန်မြို့ထဲသို့လာသည့်အခါစတီဘရာသာလီမိတက်မှအမှုတမ်းများနေထိုင်သည့်အဆောင်ကြီးတစ်ခုကိုဖြတ်သွားရသည်ယင်းဆောင်မှာအလံပြဖျားလက်၌တရှိသည်စတီဘရာသာလီမိတက်သည် အင်္ဂလိပ်ကုမ္ပဏီကြီးများ၏ကုမ္ပဏီကြီးတစ်ခုဖြစ်သည်အမှုတမ်းများမှာအင်္ဂလန်ပြည်ပွားလူငယ်များဖြစ်ကြသည်သူတို့သည်မြမပြည်တွင်တခြားနေထိုင်ဘူးသူများမဟုတ်ကြပေသူတို့အလုပ်တိုက်မှာရန်ကုန်မြို့ထဲတွင်ရှိသည်မနက်တိုင်း9:00ခန်းတွင်အလုပ်တိုက်သို့သွားသည် ညနေ6နာရီမခွဲမီအဆောင်သို့ပြန်ရောက်ကြသည်အပူပိုင်းဒေသတွင်မနက်9နာရီမှညနေ6နာရီထိထန်းဆောင်ရသည့်အလုပ်ချိန်တနေတာမှာအလွန်ရှည်လျားလာသည်တို့ဖြစ်ရာအလုပ်ပြီးလျှင်မြို့ထဲရှိကလပ်များသို့သွားကာအပန်းဖြေကြသည်ည9နာရီနှင့်7နာရီခွဲအတွင်းကလပ်၌အချိန်ဖြုန်သည်ထို့နောက်အဆောင်တွင်စွေးကညစာစားကြသည်စနေညနေခင်းတွင်မူကောက်တီကစားသူများကကစားပြီးတင်းနေရိုက်သူကရိုက်သည် ထို့နောက်ရေမခနာကလပ်၌ကောက်ဝဲတွင်ပါဝင်အပန်းဖြေကြသည်မြို့ကြီးပြည်ကြီးများတွင်ဤသို့အပန်းဖြေရသည့်ဘဝသည်တောရဲများ၌နေထိုင်ဆက်ဆံရသည့်ဘဝနှင့်များစွာခြားနားလေသည်မြမပြည်တွင် နေထိုင်အမှုထမ်းသည်မှာနှစ်နှစ်ပင်ကြာမြင့်ခဲ့တော်လဲသူတို့မှာအင်္ဂလန်ပြည်ကလူငယ်များလိုပင်မြမပြည်နှင့် ကောင်းကောင်းမရင်းနှီးကြသည်ပင်သူတို့အလေးထားနှင့်သူတို့နေပုံထိုင်ပုံတို့မှာအရှိတိုင်းရှိနေတွင်အင်္ဂလိပ်ပိတာစွာ နေနေတဲ့ညနေရန်စူးစားနေကြတဲ့တူနေတယ်။အင်္ဂလိပ်တယောက်ကြီးဘဝကိုပြပြဝဝရယူနိုင်အောင်စူးစားနေကြတဲ့တူနေတယ်။အရှိတိုင်းကြီးကြီးကသူတို့ကိုမွားမျိုးလေကစုံတရားစိုးရင်ပဲမရှိ။သို့တော်လည်းအရှိတိုင်းကြီးမြင့်နဲ့သဟာစာတမဖြစ်လင်းဘူးထိတ်လန့်စရာဘဝတက်တနာတို့နဲ့ရင်ဆိုင်တရလေသည်။မစ္စတာဟရုတီစတီဗရာဒါ၏ရာထူးငယ်တူဖြစ်သည်။1929 နိုဝင်ဘာလ၄ရက်တွင် သူသည်အလောက်တိုက်မှအဆောင်သို့ပြန်လာသည်ညနေ၆နာရီ45မိနစ်တွင်ပြန်ရောက်သည်ထိုနေ့ကတနေ့ကုန်လှုပ်လှုပ်နေရတော့လဲစိတ်ကမပြောင်းလက်ကျယ်သည်တစုံဖြောက်သွားသည့်ဖြင့်စိတ်ထဲတွင် ကတိကောက်ဖြစ်နေသည်သူအစီကံကိုသည်ဟုထင်သည်အစီကံမှာသူထံတွင်တနေ့ကအလုပ်လုပ်နေသည့်ဘာချစ်ဖြစ်သည်စောစောပိုင်းအလုပ်ဝစားကမှဘာချစ်သည်ဖြစ်လက်သည်တော်လက်ချာချာသည်ဖင်ပေါ်သည် ခိုင်းစေလို့ကောင်းတယ်။သို့သောနောက်ပိုင်းတွင်ကျွတ်ကျွတ်နော်နော်မရှိတော့ပဲရော့တီရော်ရဲဖြစ်လာသည်။မကြေနပ်စရာများတွေ့လာရသည်။ဟာတို့ဤအဝဲစားများမကြာခဏပျောက်သည့်အဖြစ်နှင့်ကြုံရသည်။အင်ဂျီပေါင်းပြီးပျောက်သည်။ယခု လက်ကျည်သည့်တစုံပျောက်သွားသည်။ဤပစ္စည်းမှာချစ်ခင်မျက်နှာသူတစ်ယောက်ကပေးသည့်မတ်တရလက်ဆောင်ပစ္စည်းဖြစ်တဲ့ဖြင့်များစွာတံပိုးထားသည်ထိုနေ့နေ့မှာပင်ဘာချီရဲ့အခန်းကိုရှာသည် အဆောင်ကြီးတွင်ခိုင်းစေသည့်စီကံတို့အတွက်ကလန်းလန်း၌တန်လျာတစ်ခုဆောက်ထားသည်ထိုတန်လျာ၌ပတ်ချင်နေသည်အရုသည်သူမိတ်ဆွေမချင်နှင့်အိန္ဒိယလူမျိုးဗိုင်နာဆိုးဆမ်တို့ကိုခေါ်ယူကာဘတ်ချစ်ခတ်သွားပြီးတိတံညာကိုမှွေနှောက်ရှာဖွေသည်သူတို့ရှာတီကိုဘတ်ချစ်ရောသူမိတ်မှပါကြည်နေကြသည်ဘတ်ချစ်မိတ်မှမှာတားငယ်ကိုနုတိုက်ရင်းစောင့်ကြည့်နေသည်အင်ဂျီအဝေးစားများကို၎င်းကျဲတိညာကို၎င်းမတွေ့ရပင်တော်တော်လေး ဘချေတတတဲ့တွင်အပေါင်လက်မများကိုတွေ့ရသည်ဟာရုဤအဝိစာတို့ကိုပေါင်ထားသည့်လက်မများဖြစ်ဟန်သူသည်ထို့နောက်အခြားပစ္စည်းတမျိုးကိုလည်းတွေ့ရတဲ့သည်ရင်းမှာခမဲမဲပြပြအတုံးကလေးတစ်ခုဖြစ်သည်ဒါကပါလေသူတို့ကစံကိုစူးစမ်းကြည့်တယ်ဘိန်းခညာတို့ဖြစ်ရာဘချေဘိန်းချူတီမှာတည်ကြသည်ဘိန်းဘိုးမရှိသည့်ဖြင့်ပစ္စည်းများကိုခိုးယူခြင်းဖြစ်နိုင်သည်တရားဥပဒေရ ညီမတို့ဘိန်းရှူခွင့်မရှိသေးကိုဟရုနားလေသည်သူဖြစ်ရသူတပည့်ဘတ်ချက်ဘိန်းရှူနေသည်မှာမကောင်းစိတ်ထဲမှာမနှိမ့်မြိုစရာဖြစ်လာသည်ဟရုကစံအားဤသို့မှကြသည်စံငါယုံမှာငါမှာယုံချိန်တော့ကြနေပြီဒီအပေါင်လက်မှတ်တွေယူပြီးအပေါင်ဆိုင်လိုက်သွားငါဖြစ်စီဟုတ်တလားကြည့်ကဲဟုတ်ရင်ရအောင်ရွေးယူကဲကျေတီကိစ္စကတော့ပြန်လာမှမေးရမယ်အလုတ်တိုက်ကငါပြန်လာတဲ့အခါဘတ်ချက်ကိုငါခန့်ခေါ်ခဲ့ ကျေတီးပြတ်တာလဲသူ့လက်ချက်ပဲဖြစ်မှာပဲဒီနေ့ရာမှာဝတ်ထားရမယ်မရရအောင်မေးရမှာပဲအဲ့တို့ဒီနေ့ကုံလှုပ်လို့ပြီးနောက်အခန်းတို့ပြန်လာတယ်ရောက်ရင်ရောက်ချင်းစံကုတ်အခေါ်လှလိုက်တယ်စံဒီအင်းကြီးပေါင်းမြညာပွေးပတ်ကအခန်းထဲကိုဝင်လာတယ်ဒီနေ့ကမျိုးရဲလေက ပေါင်းဆိုင်ညမှာအဝိထေညာရွေးယူလာကြခြင်းဖြစ်တယ်အဲ့တို့ကယူကြည့်တဲ့တွင်သူ့ပစ္စည်းညာဖြစ်နေတဲ့ကိုတွေ့ရတယ်ကဲ ဘာချစ်ကူတာသောက်ခွာကြီးငါကြိတ်တီကိုတော့တနည်းနည်းနဲ့ပြန်ရအောင်လုပ်ရမှာပဲဤအထီကအဖြစ်ပြက်တည်ဖြောင်းစိနေသည်ဟရုဘကဆောင်ရွက်တည်ကျုပ်ပဲကိစ္စအဝအဝမှာနီလန်ကြတယ်မန်ကန်ချုံမွေနေသည်တော်တော်လေအခုပြောလိုက်သည်ဘာချစ်ကူသောက်ခွာကြီးဟူသောအမိန့်သည်ရန်ကုန်တစ်မြို့လုံးလှုပ်လှုပ်ရွရွဖြစ်စေမည်စိတ်ခန့်ချက်တကူဖြစ်လာမည်ဆိုခြင်းကိုမူဟရုတယောက်မသိလိုက်ပေဆန်သည်ဘာချစ်ခန့်သောဆင်းသားကခေါ်လာခဲ့သည်သူတခင်ကချက်ချင်းတွေ့ကျင်သည်ဟုဆိုသည် မချေလိုက်တော့တေကိုသူမိမမကြွယ်ကစောင့်ကြည့်နေသည်မချေမှာသူတကင်ပစ္စည်းများကိုခိုးယူပေါင်းနှံသည်ကိုမကြွယ်သိထားရသူလည်းအတွက်စိုးရိမ်ကင်းချစ်ကနားဆွေနေသည်ချက်ချင်းပင်မကြွယ်သည်ကလေးကိုချီကအဆောင်စီသို့ထွက်တော့ထွက်လိုက်သွားပြီးသူတို့တကင်ဤခန်းတက်တဲ့အောက်မှာတမော့မော့နဲ့စောင့်နေသည်အရုပ်ရည်အခန်းမှာသုံးထက်တွင်ရှိသည်ရေကြီးမှပိတ်သုံးဆက်ကန်နေသည်အခြားအစီကံများသည်မကြွယ်နောက်သို့လိုက်လာကား ကြည့်နေကြသည်သူတို့တိုက်သည်မီးရောင်လင်းနေသောအခန်းစီသို့ မော်ဂျီကခဏတိုင်မျှစောင့်နေကြသည်ထိုညမှာလမ်းမရက်ဖြစ်ပြီးပူအိုက်သည်အဆောင်ရှိကလမ်းပေါ်တွင်ကားများမီးထိုးကဥတုဟုမောင်းနေနေကြသည်မီးထားကုန်းတရာကြီးဟိုဘက်ကမြို့လေရုပ်ရှင်ရုံရပ်ကွက်မှာမီးရောင်များကိုရန်ကုန်မြို့ကောင်းကင်ရံ၌မြင်နေရသည်ခရနာရီကွယ်လောက်တွင်သူ့ယောက်ျားဘာချစ်ရှိရအခန်းစီမှာအော်ဟစ်တန်များကျဲဟသည်ဟု မကြွယ်ထင်မိတယ်။အပေါ်မှာဘာဖြစ်နေတယ်လဲမသိဘူး။ကိုဘချစ်ကိုသူတို့ရိုက်နိုင်ပြီးစစ်စစ်နေတယ်ထင်တယ်။မကြွယ်ကအပေါ်များကိုတိုင်တယ်သည်။သူထင်သည့်အတိုင်းမဟုတ်ဟုမိသူမှပြောနိုင်။မကြွယ်စိုးရိမ်လာသည်။ထို့ခါနဲ့တွင် သူ့ရောက်ကြရောက်နေသည်မှာအတိုင်ငကြပြီ။သုံးနှစ်ထမှန်ဆောင်းဆိုင်ရင်နားဆွင့်ကြပြန်သည်။ထို့ခါမှပင် သူတို့သခင်၏အခန်းစီမှအော်တန်များကိုအဆက်ပြတ်ကြလာရသည်။ က်ကြွယ်မှာမှွန်ထူသွားပြီးကျမယောက်ျားကိုသူ့တခင်ကတိုက်နှံနေပါလေကိုဘချစ်တေးပါတော့မယ်သူ့တခင်တက်လို့ကိုဘချစ်တေးတော့မယ်ဟုအတန်ကုန်ဟိကျွေးလေသည်ယခုမှသူ့ယောက်ျားအတန်ကိုတဲတဲခွက်ခွက်ကြသည်ကိုဘချစ်ကလည်းမကြွယ်ကြလောက်အောင်အော်နေရတလားမကြွယ်နာတွင်ပြိတ်သက်ညပြလာသည်ထိုခဏမှာပင်ညတော်တော်အိန္ဒိယမြို့သားရောက်လာသည်တခင်ကလှုပ်လိုက်လို့လာကြတာခင်ဗျားတို့ဒီမှာ စုညံအော်ဟစ်မနေကြနဲ့ကိုရင်ကိုပြန်ကြဒရရန်ဒီစိတ်ဆိုးမှန်ဆိုးနဲ့ချိန်မောင်းတယ်မကြွက်သေးကိုရှိန်တက်ကမလမ်းမကန်းတော့ဆုတ်သွားတယ်ဒရန်ဝါထွက်သွားလျင်ရခင်နေရာတို့ပင်ပြန်ရောက်လာပြီးစောင့်ကြည့်နေတယ်အချိန်မှာည၈နာရီကျော်နေပြီအပေါ်တက်တို့တက်လိုက်သွားပြီးဘာဖြစ်နေလဲလဲစူးစမ်းရနေလားဒီလိုလဲမသွားခဲ့အစီကံညာကိုအဆောင်ပေါ်တက်ခဲ့အကျူတီကုန်မူတတိယတည်းထို့နောက် ထိတ်လန့်စရာအဖြစ်ဆုံးနဲ့ရုတ်တရက်ကြောင်းလိုက်ရသည်။ရတင်းပေါက်စီမှလူတယောက်အုံကနေကြလာသည်။အားလုံးပြူပြူပြပြကြည့်ကြသည်။သူတို့ခြေရင်းတွင်မချစ်တယောက်ပက်လက်ကလေးလဲလျောင်းနေသည်။မကြွယ်လဲအထိတ်လန့်ချက်ကစူးစူးဝါးအော်ဟစ်ပြီးမချစ်ကိုပွေယူလိုက်သည်။သူ့ယောက်ျားကိုအတန်တန်အော်ခေါ်သည်။တိုးတော့ပြန်မထူးမချစ်တယောက်စကားမေးမြတော့ပြီ။ခဏကြာရင်ဟာတို့နေမချစ်တို့နှစ်ယောက်အဆောင်ပေါ်မှာ ချက်ချင်းရောက်လာသည်။ဘာချက်စီတော့ကကုန်းကြီးကြည့်ကြသည်။ကရစီမြင်မြန်ခေါ်လာခဲ့။စေယုံကိုမြင်မြန်ပူရမယ်ဟုသူတို့ကဆိုသည်။သူတို့မိတ်ဆွေအထန်းဆန်သည်ချက်ချင်းပင်ကရစီမောင်းပြီးရောက်လာသည်။အသက်ငင်းနေသည့်ဘာချက်ကိုပွေယူကကားပေါ်သို့တင်သည်။ထို့နောက်ဟာရုမချင်နှင့်မကြွယ်တို့ကားပေါ်တက်ပြီးမောင်းထွက်လာသည်။မကြွယ်သည်တလန်းလုံးကိုပြေးလိုက်လာသည်။စေယုံမရောက်ခင်မြမစကားနားလေသည့် တန်းဆန်ကိုအီတုပြောတယ်။ကိုပါချစ်တကယ်ခိုးတယ်ဆိုရင်တော့သုံးမှာတာပေါ့။အပြစ်ပေးတာပေါ့။ဒါပေမဲ့အခုလောက်ထိတေလူမျိုးပါဖြစ်အောင်ရိုက်နှက်တယ်ဆိုတာကတော့လုံလုံးပါလေ။အတန်းဆန်ကမူမကြွယ်ဤစကားတိတ်ပဲကိုထက်ပြီးအဖွင့်ဆိုမခိုင်းတော့ပဲ။စေယုံကြည်ရောက်ရင်ဘတ်ချစ်ကိုဆရာဝန်လက်သို့အလိုက်တယ်။ပုံညမှာပဲဘတ်ချစ်တီးတတိပြန်လည်မလာတော့ပဲတေဆုံးသွားတယ်။စေယုံကြည်မှာအပြန်တွင်ဖရုတ်တီးကတဲတော်ဝင်က ပလိတ်ထံတိုင်ချက်ဖွင့်တယ်။ကျွန်တော်ပစ္စည်းတွေကြောက်သွားလို့ဘာချစ်ယူသလားလို့သူ့ကိုခေါ်မိတယ်။အဲ့ဒီလိုမေးနေတော့ပထင်းမောက်ကဘုံကနေခုံချလိုက်တယ်။ဤဒီမှာသူ့ဤတိုင်ချက်ဖြစ်တယ်။မကြွယ်သေးကတဲ့တို့မစင်းမဲကားပေါ်မှာထိုင်နေရစ်ခဲ့တယ်။ဈေးရုံတုန်းကလည်းအထဲတို့မလိုက်ထို့တူကတဲ့ရောက်တော့လဲမဝင်။အဆောင်တို့ပြန်ရောက်တဲ့အခါည9:00ခွဲနေပြီ။သူ့တို့ဒီလဲညစာမစားတော့စိတ်လုံရှားနေတယ်။ မောပန်းလာသည်စိတ်မောလုံတော့ဖြစ်လာသည်ကားပေါ်မှာဆင်းလျင်မကြွယ်သည်သူ့မကျင်းတဲ့ချက်ကိုရင်ဖွင့်တော့သည်ဆော့ဆော့ကမူအတန်းဆန်အားစကားစတူထားခဲ့ပြီဖြစ်သည်မကြွယ်သည်ဒေါသထက်ကတဆက်ဆက်တောင်းလာသည်ညီမမိမတို့၏ဒေါသစိတ်ကိုထင်ရှားပေါ်လွင်အောင်ပြသည်ကျမဒီကားထွက်မယ်ဒါပေမဲ့မထွက်ခင်ကျမယောက်ျားလက်ကကိုလိုချင်တယ်ထိုနေ့မှာနိုဝင်ဘာလ၄ရက်ဖြစ်တယ် မချီအော်တိုဘာလကကိုမပေးရသေးပဲမကြွေဤနောက်ဆိုချက်ကိုအနားရှိလူတယောက်ကဟရုအားဘာသာပြန်ကြသည်သို့တော့ဟရုမှာမကြွေအလိုတို့မလိုက်နိုင်သူ့အစီကံဘာချစ်သည်လူစိုးဖြစ်သည် သူ့အင်ဂျီပေါင်းမိနှင့်ကျဲသီးတို့ကိုကိုးယူပေါ်နိုင်သည်ဘာချစ်တည်သွားသည်ဘာချစ်အသက်ရှင်နေလျက်သူ့လကကို ပေးเสียအကြောင်းမရှိလက်ကျဲသီးသည်ဘာချစ်လက်ကထက်အဖိုးတန်သည်တို့ဖြစ်ရာမကြွေဘက်က သူ့ရဲ့ဂျာလကကိုညှော်လင်းစရာအကြောင်းမင်းမပေးနိုင်ဟုဟရုကပြပြဆိုသည်မကြွယ်မှာစိတ်ဆိုးဒေါသထွက်နေသည်သူ့ရဲ့ဂျာအကျင့်ကြကတခိုးဖြစ်သွားသည်ဘင်းရှူသည်ယခုသူ့ကိုယ်သူတက်တည်သည်ရင်းတို့ကိုမကြွယ်မစင်ကျင်မေးဘူးလားပြောလိုက်ငါဘက်ကတရားမှမပေးနိုင်ဘူးဟရုဤစကားကိုမကြွယ်တိလင်ခဏညတွေ့ဝေးအံ့ဩသွားသည်ပြီးမှကောင်းပြီလေ အပေးခြင်းလည်းနေပေါ်ဟုဩပြောကတသွားသည်နောက်တနေ့တွင်ယောက်ျားတည်ပြီဖြစ်ကြောင်းသိလင်မကြွက်သည် ကတဲသို့တွားရောက်ပြီးတန်ချက်ဖွင့်သည် ကျမတန်ချက်ဖွင့်ခြင်းလိုပါကျမတို့သခင်ကကျမယောက်ျားကိုသူခန်းလာဖို့အခေါ်လှပ်ပါတယ်သခင်အခန်းထဲမှာတနားရီလောက်ကြာပါတယ်သူ့ကိုရိုက်ထက်လို့အော်ဟစ်တဲ့အတန်လေးကိုအပြင်ဘက်ကကျမကြားနေရပါတယ်နောက်တော့ဒီရင်ပေါက်ကနေ သူ့တကောလုံးငုံကနေကြာလာပါတယ်အဲ့ဒီခန်းထဲမှာ ဘာဖြစ်တယ်ဆိုတာပလိတ်ကစုံစမ်းအရေးယူပေးဖို့တိုက်တန်းကြပါလေအဲ့ဒီခန်းထဲမှာပဲကျမယောက်ျားကိုမသေးသေးအောင်တက်ပြစ်ကြတာပါညီမဌာနအုပ်ဒီမကြွယ်ဤတန်ချက်ကိုရေးမှတ်ယူသည်ပြီးမှဒါပေမဲ့ခင်ဗျားတို့တခင်ကလည်းတန်ချက်ဖွင့်သွားတယ်နော်ဘာချစ်ကိုသူ့ပြည်စီယူတလားလို့စစ်မင်းနေတော့ပဒိန်ဘောက်ကနေပြီးဘာချစ်ခုန်ချတယ်လို့ဆိုထားတယ်ဟုမကြွယ်ကိုပြန်ပြောသည်ဒါပေမဲ့ဘာဖြစ်လို့သူ့ကိုတက်ရမှာလဲ ကိုမှုဆိုတာအမှုကြီးမှမဟုတ်တာအခန်းထဲမှာကိုပွားချစ်ကိုတခုခုလောက်တာတော့အမှန်ပဲကျွန်တော်တို့စုံစမ်းမယ်လေပလိကမတင်မကြပြောကမကြွယ်ကိုပြန်လှုပ်လိုက်တယ်ကတဲမှာပြန်ထွက်လာရင်မကြွယ်အေးစိတ်ထဲတွင်တုံ့ဝင်နှွေးဖြစ်လာတယ်သူ့ယောက်ျားတိတ်ဆုံးမှုကိုပလိကအေးမြူပဲဒီအတိုင်းကြည့်နေလိမ့်မည်ဟုထင်လာတယ်အတို့ဒီညနေချူဖြစ်တယ်အုပ်ဆိုးနေတော့အစိုးရကလည်းညနေချူအစိုးရဖြစ်တယ်သူ့ဘက်က ်ဘသူအကူကမှလည်းပတ်စံတပြားမှမရှိသည့်ဆင်းရဲသာပတ်စံတပြားမှမရှိသည့်ညနေငယ်မိမသာတို့ဖြစ်ရမှုစစ်တော်ရောမမှန်ကန်ကန်ဖြစ်နိုင်ပါမလားညနေဖြူချင်းပြင်မှာပေါ့ဟရုစကားတီတာအောင်ရမည်မဟုတ်ပါလားဟရုကဘာချက်သည်သူကိုယ်သူတက်တည်ပါသည်ဟုတိုင်ချက်ဖွင့်တာသည်မဟုတ်ပါလားထုံးစံအတိုင်းဆိုရင်တေသူဘာချီအလောင်းကို ရာရှိတယောက်ယောက်ကကြည့်ရှုစစ်စစ်ရတယ်ယခုလဲဘာချီအလောင်းကို ကျွန်တော်လက်အောက်ခံတရားသူကြီးတို့ကကြီးချူစစ်စစ်သည်တရားသူကြီးသည်သူအားပြည့်ရထားသည် အခွင့်အာဏာကိုအသုံးပြုကာတင့်တင့်သည့်တတိယကိုခေါ်ပြီးအလောင်းကိုစစ်စစ်သည်ထို့နောက်ပါချက်သည် သူကိုယ်သူအဆုံးစင်သွားခြင်းဖြစ်သည်ဟုမှတ်ချက်ပေးသည်မိမိကိုမိမိအဆုံးစင်ရသည့်အကြောင်းဆက်တို့ကိုမူသူ့ဘက်ကရှာဖွေမနေတော့တတိတက္ကရာတို့ကကိုကိုကိုတတိတိဖြစ်ကြောင်းထောက်ခံရင်းရင်တန်းအဆုံးဖြတ်ပြည်ရန်သာရှိသည် နောက်ရက်များတွင်ဘတ်ချစ်တီတီသတင်းစကားသည်မြမများကြားသို့ပြန့်နှံ့သွားသည်သူယောက်ျားကိုဟရုတပတိဟုမကျဲကတိုင်ချက်ဖွင့်ထားကြောင်းကိုလည်းတီတူပြောကြသည်တဖန်ဖြစ်ပျက်ပေါ်အလုံးစုံကိုဤသို့ပြောကြသည်ဟရုသည်ဘတ်ချစ်ကိုတေလူမြတ်ဖြစ်အောင်ချိန်နှက်သည်စကားမေးများတော့ပဲတေတော်မြီအဖြစ်ကိုတည်တည်တွင်ဘတ်ချစ်အလောင်းကိုပွေကပြတင်းပေါက်မှပြစ်ချလိုက်သည်သူမှသာသူ့အခန်းထဲတွင်တေသူအလောင်းပြန်ရည်မြည်ဖြစ်သည် ။ဤသို့ဖြင့်တရင်စကားသည်ကားကျင်နိုင်ကားချက်ကျင်နိုင်ချက်ကပြောဆိုရင်းဖြင့်ရန်ကုန်နမိတ်ကိုပင်ကြော်လွန်ပြန့်နှံ့သွားသည်။ထို့တည်တွင်နိုင်ငံသမားများနိုင်ငံရေးအသင်းဖွဲ့များစီသို့ရောက်သွားသည်။သူတို့ကအစိုးရကိုတန်တရားမျက်စိဖြင့်ကြည်လာကြသည်။အစိုးရကဒီအတိုင်းကြည်နေသည်ဟုဆွတ်ဆွကြသည်။အင်္ဂလိပ်အစိုးရသည်ဥပဒေနှမျိုးကျင့်သုံးသည်။ညနေချူရီအတွက်ဥပဒေတစ်မျိုးကျင့်သုံးပြီးတိုင်းရင်းသားတွေအတွက်ဥပဒေနောက်တစ်မျိုးကျင့်သုံးသည်။ ပလေးကိုအမှုပိတ်ခိုင်းသည်စတီဘရာဒါကဲ့သို့အရေးပါသည့်ဗြိတိရှားကွန်မတီတစ်ခု၏အမှုရန်တစ်ယောက်ကိုဘယ်အင်္ဂလိပ်ဆိုရကတရားစွဲလိမ့်မည်လဲအီဒီမှာနိုင်ငံရေးအသင်းဖွဲ့တို့၏ထိုးနှက်ချက်ဖြစ်သည်ထိုသတင်းစကားတို့ပြန့်နှံ့လာသည်တွင်အစိုးရမှနာမည်ပြတ်လာသည်ဆက်စပ်ရွှေရှားစရာဖြစ်လာသည်ဥရေပြုမင်းတိုင်ပင်အမတ်တို့ကလည်းလာမည့်လွှတ်တော်တွင်ထိုကိစ္စနှင့်ပတ်သက်၍မေကုံများမေးမြန်းရန်စီစဉ်နေကြသည်တို့ဖြစ်ရာ အလောင်းစစ်စစ်သူအရာရှိအဆုံးဖြတ်ကို အတီးယူရမှာလားအာနာပိုင်တို့၏အလိုကိုမလွန်ဆန်နိုင်သည့်လက်အောက်ခံအရာရှိငယ်တို့၏အဆုံးဖြတ်ကို လေးစားရန်အကြောင်းရှိဟုသောသဘောထားတစ်မျိုးဖြစ်လာသည်တီတိုစကားဆိုလာကြသည်ထိုတော့တင်းမှာပဲပလိတ်ကလည်းအမှုနှစ်ပတ်သက်၍ထုံးစံအတိုင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်သည်ရနိုင်သည်များတတိယကိုစစ်ဆေးသည်သို့သောဟရုအားညီတိပုံမှန်ဖြင့်ဆွက်ချက်တရားညီမသည့်ဖြစ်နေသည်အကြက်ရိုက်နေသည် ြည်တင်းလျင်မဲမခံနိုင်ဆိုတာမျိုးဖြစ်လာသည်ပြည်သူတွေအကြားအစိုးရစန့်ကျင်ရေးစကားတွေပြန့်နှံ့နေသည်တွင်ပလေမင်းကြီးသည်ဤမှု၏အရေးကြီးပုံကိုတတိချက်မိကအစိုးရထံဖြစ်ပျက်နေသည်မှသတင်းဆောင်ကိုရေးသားပြီးအထူးအစီရင်ခံစာတစ်စောင်တင်လိုက်သည်နောက်ဆုံးတွင်အမှုနှင့်ပတ်သက်သည့်စာချုပ်ရဲ့စာတမ်းများကိုဘယံကံဆချာအင်ရိကဆက်ရှုပြီးအမှု၏အတိတ်နှက်ကိုနားလည်လာကဟရုအားစစ်စေးရန်လိုအပ်သည်ကိုသဘောပေါက်လာသည် အရုကမစစ်ဆေးလျင် မကျေနပ်မှုများပေါများတိတ်တဲ့ပေါများလာနေအရုကတရားရုံးတွင် စင်မြင်မိမြန်စရာရှိသည်တို့ကိုမိမြန်မည်တက်သေးတို့ကိုစင်မြင်အရုတွင်အပြစ်မရှိလျင်တရားသူကြီးကအကြောင်းဆုံးရှင်းပြကအပြစ်မရှိကြောင်းအဆုံးဖြတ်ပေးပြီလေလူသိရှင်ကြားလှုပ်ပေးလိုက်မည်ထို့အခါမကျေနပ်မှုများလည်းငြိမ်းအေးသွားမည်ဖြစ်သည်တော်တော်လေဘယ်ပုံမှန်နဲ့ဟရုကိုစွတ်ချက်တင်ပါလဲ တို့ဖြစ်ရာဘရင်ကန်ဒီတရားကြီးဌာနအတွင်းဝင်တဲ့ခေါင်းချင်းရိုက်တယ်။တိုင်မင်ဒီပုံမှရှာတယ်။နောက်ဆုံးတွင် ပုံမှ330ကိုတွတ်တွေ့တယ်။ပုံမှ330ကအီတိုဖွင့်ဆိုတယ်။တစုံတစ်ယောက်ဒီအခြားပုဂ္ဂိုလ်တစ်ယောက်အားအကြောင်းတစ်ခုခုကိုဖွင့်ဟဝန်ခံစေခြင်းသောဆန္ဒဖြင့်ညံပန်းနှိပ်ဆက်အနာတရဖြစ်စေလျင်လကောင်းပစ္စည်းတစုံတစ်ခုကိုထိုသူထံမှရယူလိုသဖြင့်ထိုသူအားညံပန်းနှိပ်ဆက် အနာတရဖြစ်စေရင်လည်းကောင်းညံပန်းနှိမ့်ဆက်သူကို ပြစ်ဒဏ်ပေးနိုင်သည်ဟရုသည်ကြောက်ဆုံးသွားသည့်သူ့လက်ကျက်သည့်ကိုဘာချစ်ထံမှ ပြန်လိုခြင်းသည် ထို့ကြောင့်ဘာချစ်ကိုရိုက်နှက်ကပစ္စည်းပြန်တောင်းကြောင်းအဖော်ခိုင်းကြောင်းအထောက်ထားအချို့တဝက်ရှိသည် ပုံမှန်330သည်တရခန်အားပလိကညံပန်းနှိမ့်ဆက်သည်အမှုဖော်မခိုင်းအောင်အဟံတားပြုထားသည့်ပုံမှန်ဖြစ်သည်သို့တော်လည်းယခုမို့တွင်ထို့ပုံမှန်သည် နီတသဆိုင်နေသည်မသိဤသို့ဖြင့်ဒရင်ကန်ဆာချာအင်တာနက်၏စိတ်ခန့်ကြဲရတရားရေးဌာနအတွင်းဝင်သည်ပလိမင်းကြီးတန်သို့လူကိုယ်တိုင်တွားရောက်ကာပုံမှ330ဖြင့်အရုကိုတရားဆွေးရမည်ဖြစ်ကြောင်းပြောဆိုအကြံပေးသည်ဘတ်ချက်တည်ဆုံးပြီးနောက်သုံးဘက်အကြားနိုဝင်ဘာ25တွင်အရုကိုပလိကဖမ်းသည်ကျွန်တော်ရုံကိုတင်သည်ကျွန်တော်ကဟရုအားအမကန်ပြလိုက်သည်ထို့နောက်တတိုင်းပြည်လုံး ိတ်ဝင်စားကြသည့်အီမှုကိုစစ်ဆေးရန်စီစဉ်ရလေသည်1930တွင်မူတိုင်းပြည်အနေအထားနိုင်ငံရေးရာသီဥတုအခြေအနေအရအီမှုသည်လူသိညာပြည်အရေးပါသည့်အမှုတစ်ခုဖြစ်လာသည်တရားခံစာချရေးထွက်အချက်မှန်သည်ထို့အမှုရုံတင်စစ်ဆေးရန်မှမြမပြည်ပေါ်အကျိုးများရလိုက်သည်တတော်လဲအမှုနှင့်တိုက်ရိုက်ပတ်သက်နေသည့်လူပုဂ္ဂိုလ်နှစ်ယောက်မှမူစိတ်မချမ်းမသာဖြစ်ကြရသည် တယောက်မှာအရုဖြစ်ပြီးကြံတယောက်မှာကျွန်တော်ကိုယ်တိုင်မင်းဖြစ်တယ်။အင်္ဂလိပ်မုန်တရေးစိတ်တဲ့အင်္ဂလိပ်စက်ကျင်ရေးစိတ်တဲ့ဒီအရုစီတို့မျှဝလှည့်တယ်။အရုကတစားကမ်းမင်းဖြစ်တယ်။ကျွန်တော်မှာထိုမှုကိုစစ်စစ်ရသည့်တရားသူကြီးဖြစ်လျာ။စီရင်ချက်ချတဲ့နေရာတွင် အတင်းအဆောင်မခံနိုင်ပဲမမှန်ကန်ကန်ဖြစ်ဖို့မနှဲပင်အထောက်ရသည်။အင်္ဂလိပ်အတိုင်းဝန်းကရောမြန်မာလူထုကပါကျွန်တော်ကိုအာယုံစိုက်နေကြသည်ကျွန်တော်အဆုံးဖြတ်ကို ောက်ကြည့်နေကြတယ်။မချီမွန်းလျင်ရှိစေတော့အကက်ရဲ့လွတ်အောင်မနှဲပင်အထောက်ရတယ်။တိုးတော်ညာလဲမင်းငေါကမလွတ်ပဲ။တို့ဖြစ်ရကျွန်တော်စိတ်မှာညှားစွာပြင်မှန်နေသည်။